ကိုယ်ဆောင်နှတ်ဆိုတာတကယ်ရှိမရှိเนရှိခဲ့ရင်ခန္ဓာကိုယ်ကိုဘယ်လိုဆောင်းလျှောက်သည်မြည်သည်နှတ်အမျိုးတွယ်မှာပါဝင်သည် ဆိုသည်ကို ပြောကြပေးပါဗျာတဲ့စာထဲမှာတော့ဒီလိုရေးတာကိုယ်ဆောင်နှတ်ဆိုတာ၄တော့အတ္တကစတုထွာရဆက်အဲ့ဆက်မှာလဲကိုယ်ဆောင်နှတ်ကိစ္စလေးတွေပါတယ်ပေါ့နော်ကိုယ်ဆောင်နှတ်ဆိုတာအဲတာဟုတ်စင်မကင်းလို့ကိုယ်နဲ့အတူလာနေတာဖြစ်ပါလိမ့်မယ် ဒီလိုပဲဖြစ်မှာနော်နတ်ထဲမှာတော့သူကနတ်ဟိုစတုမာရိနတ်ထဲပါမှာပေါ့ဒါတွေကမမြင်ရလို့ဘုန်းကြီးတို့လည်းကိုဆောင်နာဘယ်သွားနေတုံးလို့တစ်ခါတလေကြစဉ်းစားမိတာပေါ့နော်အဲ့တော့သူကစောင့်နေဆိုတဲ့နေရာမှာယုတ်ကဆိုးတို့ဘုံမဆိုးတို့အိမ်ဆောင်နတ်တို့ဘာလို့ပြောတာသူတို့ကိုတမင်ဂျူတီချထားလို့လားစောင့်တာမဟုတ်ဘူး နဲ့သူတို့နဲ့ကံဆောင်လို့သူကလည်းဒီနေရာမှာနေတာကိုယ်ကလည်းဒီနေရာမှာနေတာဒါလောက်ပါပဲဒီလိုပဲသဘောထားတယ်ဘုန်းကြီးတို့ကိုယ်ထဲမှာဒီပိုးမျိုး80တောင်ရှိတာပဲနော်စာပေရဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပိုးမျိုး80ရှိတယ်ဆိုတာသိတယ်အကောင်ကြီး80ပြောတာမဟုတ်ဘူးအခုကဟိုစီပိုးပြီးပိုးကြဒီတည်းများတဲ့တောင်းချီတယ်အဲပိုးမျိုး80ဆိုတာခန္ဓာကိုယ်ထဲမှာရှိတယ်လို့ဆိုတာ တက်ရှိတတ္တဝါတွေခန္ဓာကိုယ်ထဲမှာရှိအဲ့တော့ဒါဟိုတာမန်မျက်စိနဲ့လည်းမမြင်ရဘူးရှိတယ်ဆိုတာဆရာဝန်တွေကပြောရင်လည်းသိရတယ်ပေါ့နော်ဒီအဲ့ဒါလိုပဲကိုယ်နဲ့မိပြီးတော့ဆက်ဆက်ပြီးဖြစ်နေတဲ့တဏှာတွေဆိုတော့လောကမှာရှိမှာပဲဒါဘုန်းကြီးတို့ငယ်ငယ်တုန်းကတန်းတွေကိုမိလိုက်သေးတယ်ကိုယ်အင်ကြီးဘုံမှာတန်းတွေအများကြီးပဲအဲခုချိန်ထိအောင်တချို့ရက်တွေမှာတန်းတုပ်နေတာတွေ့သေးတယ် ခေါင်းထဲမှာတန်းရှာတယ်ဆိုရင်တွေ့နေသေးတယ်။အဲတော့ဒါတွေကကိုယ်နဲ့မကင်းမကွာကိုယ်နဲ့ဆက်ဆက်ပြီးဖြစ်နေတာတွေရတော့ရှင်းနိုင်ပါတယ်ပေါ့။ရှင်းနိုင်ပါတယ်။သို့တော့ तू ကကိုယ်တမင်ဆောင်တာတော့မဟုတ်ဘူး။ကိုယ်ကတမင်ဆောင်ကိုယ်ကကော်ပီလေးတိုက်ပါလေးတိုက်ရင်တော့မိတ်ဆွေဖြစ်မှာပေါ့ဒါကတော့။အဲ့လိုမိတ်ဆွေဖြစ်အောင်တော့လုံတဲ့နာ။နော်။မိတ်ဆွေဖြစ်အောင်လုံတဲ့။နောက်ကိုယ်ကွယ်တာနဲ့သူ့ကိုကော်ပီတိုက်တာနဲ့တခြားစီပဲနော်။ ကိုယ်ွယ်တယ်ဆိုတာသူပြောတဲ့စကားနားထောင် သူခိုင်းတာလို့ဒါမှကိုယ်ွယ်တယ်လို့ခေါ်တာအဲ့တော့ကိုကမြတ်စွာဘုရားဟောတဲ့အတိုင်းပဲဒီကုသကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းသူတို့မေတ္တာလေးပဲပို့ပေးလို့ရှင်သူတို့ကသူတို့မြင်ပြီးတော့ကိုမမြင်ရတဲ့အရာကိစ္စတွေပါလေဆိုရင်သူတို့ကကိုဆောင်းရှောက်မှာပေါ့ဒီလိုအဓိပ္ပာယ်မျိုးပါเนาะကိုကိုလာပြီးတော့တမင်ဆောင်းရှောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတော့မရပါဘူး သူမသိကိုသိကိုလည်းတကားပိတ်ထွက်သူလည်းတကားပိတ်ထွက်ထွက်မှာပဲသူလည်းသူ့အိမ်နဲ့သူနေတာကိုလည်းကိုယ့်အိမ်နဲ့ကိုယ်နေတာပဲအမတ်တမဲ့နေအမတ်တမဲ့ပဲရှိမှာပဲဒီလိုကတော့နော်အဲ့တော့အဲ့သူနဲ့ကိုယ်နဲ့မိတ်ဆွေဖြစ်အောင်ခဏလိုမေတ္တာလေးပို့ပေးရနော်ဒါမိတ်ဆွေဖြစ်လာအတိတ်ချာတယ်မိတ်ဆွေဖြစ်လာဖို့ရှိတယ်အဲ့တော့စာထဲမှာတော့ရှိတယ်လို့ပြောတာပဲဒီခါမှတော့မြင်ဘူးအမျိုးအနွယ်ကတော့စတုမာရဲ့အမျိုးအနွယ်လို့ခေါ်မှာပေါ့ အာလုံဟာနတ်တွေအာလုံဟာဟိုတာဝရိန္ဒာရဲ့အောက်နေရစတုမာရဲလိုပဲခေါ်တာပဲလေခေါင်းနာမင်းကြီး၄ပါးရဲ့အုပ်ချုပ်မှုအောက်အကုန်ရှိတယ်ဒါပေမဲ့နာမင်းကြီး၄ပါးအုပ်ချုပ်တယ်ဆိုရင်သူတို့အကုန်အုံနိုင်တာမဟုတ်ဘူးထော်လောက်ကလန့်နေအများကြီးရှိသေးတယ်လူတောင်မှထော်လောက်ကလန့်အများကြီးရှိတာ အကုန်မှမအုံနိုင်တာနတ်တွေလည်းသူတို့မှလည်းဒီပြဿနာရှိတယ်ဒါကြောင့်မို့တန်ချေချင်းကအဝေးပို့ပြရတယ်ဆိုတာရှိတယ်လေ အတဏ္ဍရိယတုတ်ဆိုတာပြည့်ကြီး7တုတ်ထဲမှာအတူလေးခြုံပြီးတော့ဟောထားတာအဲ့ဒီအတဏ္ဍရိယတုတ်ဆိုတာဝိသုဏမေကြီးကအမိန့်ထုတ်ပြန်တဲ့တုတ်ကြီးအရာကြီးမိန့်ထုတ်ပြန်တာဖရာတရားတန်ခါယရဏသုံးအောင်စိက္ခကုန်းဝယ်တဲ့ပုဂ္ဂိုလ်နာကိုတဲ့မယောင်မလဲနဲ့ခပိုက်နိုင်မလို့ချင်းကတ်တဲ့နတ်ပေါ့အဲ့ဒီနတ်မျိုးတွေ့ရင်တရင်ပေးတဲ့ပေးရင်အဲ့ဖမ်းမှာဆိုတော့ဒီလိုဆုံးလို့တာတရင်ပေးခိုင်းတာအဲ့ဒါ နော်ဖရာနာမအဲ့ဒီဒီယဟန်တရေတို့ဥပဒကာတို့ဥပတိကမတို့နာကိုနှိပ်ဆက်မဲ့မကောင်းတဲ့စိတ်နဲ့ချောင်းပြီဆိုလို့ရှိရင်အဲ့ဒီကောင်ဖမ်းတယ်သတင်းပေးတဲ့ကြားတဲ့နတ်တွေကသတင်းပေးပေးရင်အဲ့ဒါကိုအရေးယူမယ်လို့ဒီလိုပြောတဲ့တုတ်အဲ့ဒီတုတ်ကနော်အဲ့တော့တို့ရဲ့အုတ်ချုပ်ရေးပိုင်းကဆံရထုတ်ပြန်ထားတဲ့အတိတ်အာတနာတဆိုတဲ့သူ့ရဲ့မြို့တော်မှာထုတ်တဲ့မိန်ကုံးမှု ထုတ်ပြန်ခြင်းမှုအာတနာတိယလို့ခေါ်တာ ဝိရဏမင်းကြီးရဲ့မျိုးတော်အတာနာတမျိုးတော်လို့ခေါ်တယ်။အဲ့ဒီမျိုးတော်မှာထုတ်ပြန်တဲ့အမိတ်အတာနာတိယအမိတ်။ဒါပဲလို့လူတော်မှလည်းအမိတ်